မင်္ဂလာပါကျွန်တော်ရဲ့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါမယ်ကျွန်တော်နှစ်ဦးမှာတော့အ96တုံးအောင်ခဲ့တဲ့မူလေးဒါကျွန်တော် channel ကိုစခဲ့ရအားပြီးခဲ့တဲ့လူဆိုတော့ရကြမယ်လူရှိပါတယ်ရတဲ့လူရှိပါတယ်ဒီ96တုံးအောင်ခဲ့တဲ့မူကနေပြီးတော့မွေးကွန်ဆိုင်လေးရှိပါတယ်ဒီမွေးကွန်ဆိုင်လေးကနေပြီးတော့ဒီကျန်တဲ့ဒုံးချိန်အတွက်မွေးဆိုင်ပုံစံမျိုးလေး ရှိပါတယ်ကျွန်တော်အရင်ပြခဲ့ပါတယ်ကျွန်တော် channel အရင်ရင်းနှောင်း channel တွေမှာကျွန်တော် channel မှာအားပေးခဲ့တဲ့လူဆိုတော့ဒီမှာပါဒီ9 6လုံးနဲ့ရခဲ့တဲ့လူရှိပါတယ်ဆိုတော့အဲ့ဒီအနေမှာမွေးဆိုင်လေးရတာတဲ့ပုံစံလေးကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့တစ်ချက်ကြည့်အောင်များဒီ site ဒီတာက1986ခုနှစ်ကစပြီးတော့ဒီခဲ့တာဗျ1986ခုနှစ်မှာနှစ်ဦးခဏက ခွာပေါင်းရှစ်ဖြစ်ခဲ့မယ်ဆိုရင်ဒီနှစ်ဦးကနန်းကဒီရှစ်ရာကျင်းနေလဲ69ခုနှစ်ကနေစပြီးတော့ကြည့်လို့ရပါတယ်နှစ်ဦးမှာခွာပေါင်းရှစ်ဖြစ်တာ၃ချိန်ပဲရှိပါတယ်အလုံးကပ်ပဲရှိပါတယ်ဒါကျွန်တော်ပထမကပ်ပေါ့ဗျာဒီမှာခွာပေါင်းရှစ်ခွန်တုံးတစ်ဆိုတော့ဒီမှာခွာပေါင်းရှစ်ခွာပေါင်းရှစ်ဖြစ်ပြီးသူခွာပေါင်းရှစ်ဖြစ်ပြီးရင်သူ့အောက်က၃ချိန်မြောက်မှာ၃ချိန်မြောက်ကအပိတ်က၃ဆိုပြီးတော့ချက် ီ3ဆိုပြီးချပေးခဲ့မယ်ဆိုရင်သူ့ရဲ့နောက်နှစ်မှာဒီ3ဟာဗရိတ်လိုင်းအနေနဲ့88ခုနှစ်မှာ2ဦးနေမှာ3ဗရိတ်ဆိုပြီးတော့ပြန်ချပေးတယ်3ဗရိတ်ဆိုပြီးချပေးတယ်ဆိုတော့ဒီခုနက3ဗရိတ်ရဲ့ဇောင်းက sorry 3ဗရိတ်ရဲ့နောက်က180ဆိုတော့ဒီဗရိတ်ဟာ180ဒီမှာ9ဗရိတ်ဟာသူ့ရဲ့အောက်ကနှစ်မှာရှေ့ပေါင်း9ဆိုပြီးတော့ပြန်ချပေး စီပေါင်းကိုဆိုပြီးချပြတယ်သူ့ရောက်ကမှသူ့ရဲ့နောက်က၃ဘိတ်ကလည်းသူ့အထက်ကတပင်ကြာထိတ်စီးရအပိတ်အနေနဲ့ပြန်ချပြတယ်ထိတ်စီးရအပိတ်ရှင်နှလုံးပေါင်းကအပေါ်ကဘရိတ်ဒါခါ၆လုံးတော့အောင်ခဲတဲ့အမူလေးပုံစံလေးပါဗျဆိုတော့ဒီထိတ်စီးရထိတ်စီးရပေါင်းခြင်းကပေါင်းခြင်းကကိုဖြတ်မယ်ဆိုတော့ဒီနှလုံးနဲ့လုံးတိမှကျွန်တော်တို့ပေါင်းခြင်းရမှာဆိုတော့ ဒီပေါင်းချင်းကထိတ်စည်းကဘယ်ရလာလဲဆိုတော့ဒီ၅ထိတ်ကခုနက၃ဘေးကနှက်ခတ်ကိုယူထားတာဗျ။၃ရဲ့နှက်ခတ်က၅ဆိုတော့ဒီမှာ၅ထိတ်နေနဲ့ပြန်ချပြီ။၅ထိတ်မူတည်နဲ့ပြန်ချပြီ။၅ထိတ်ရပြီဆိုတော့ပေါင်းချင်း၉ဖြစ်ဖို့အတွက်၄ပဲထည့်ရမှာဟုတ်။အဲ့တော့၅၄၃ဆိုပြီးတစ်ခွက်ထဲတစ်ခွက်ရတယ်။ဒီ၃ကဘောကထိတ်စည်းကအပိတ်နေနဲ့ပြန်ချပြီးတယ်။ဒီကဘရိတ်ကရှင်းနှလုံးပေါင်း၉နဲ့ချပြီးတယ်။ဒီ၉ကထိတ်စည်း၅က ရှေ့ကတုံးရဲ့နှက်ခတ်ကငါဆိုတော့ငါလေးတုံးဆိုပြီးခဲတဲတကွက်တဲရတယ်။အဲ့လိုမျိုးပုံစံကျလာပြီးဒီလိုပုံစံဖြစ်သွားပြီဆိုရင်ဒီချပီပီဆိုရတဲ့သူ့ရဲ့နှစ်ထဲမှာပဲတောင်ကွက်89ခုနဲ့ခွန်60နဲ့တတခွန်ဟာအပက်လေနေနဲ့ပြန်ချပေးတယ်ဗျ။ဒီမှာ6တုံညာခွန်ဒီမှာခွန်60ပက်လေတကွက်ဒီမှာတတခွန်တတဆိုပြီးတော့ဒီမှာဒါတကွက်ချပေးတယ် ဒီ960နဲ့တိတိခွန်တန်နှစ်ကွက်ကိုညာနှစ်ကွက်ကိုမွေးထွန်းလို့ပေါ့ညာတော့ပြင်ဆရာတော်များတော့အချင်းကြီးတိကြတယ်ညာရတော့ပြင်ဖမ်းကြပါဆိုတော့ဒီ960နဲ့တိတိခွန်ကဒီမှာလဲချပေးခဲ့ဒါကပထမကတ်ပေါ့ဗျဒုတိယကဏ္ဍနဲ့ကျွန်တော်ဒီချောင်းလို့ကြည့်ခဲ့တာခွာပေါင်း9ခွာပေါင်း sorry ခွာပေါင်း10မရှိဘူးလေဒီ2019ခုနှစ်မှာ မှာတင်ငါခွန်ဆိုပြီးတော့ခွာပေါင်းရှင်းနဲ့လာကြခွာပေါင်းခွန်ခွာပေါင်းရှင်းကြပြီးရတယ်လူရဲ့အောက်ကသုံးပင်မြောင်မှာသုံးပင်မြောင်မှာတုံးတုံးပင်မှာဒီမှာတုံးဘိတ်ဆိုပြီးခြားတယ်ဒီတုံးဘိတ်ကလည်းတွင်နောင်းနဲ့မှာဒီမှာရှင်းနှစ်တုံးဆိုတော့မှာတုံးဘိတ်အင်းနဲ့ခြားပြီးတုံးဘိတ်အင်းနဲ့ခြားပြီးပြီးရင်ဒီတုံးဘိတ်ရဲ့နောက်ကဒီမှာဒီ၄၅ဆိုတော့၄တင်၅ဆိုတော့ဒီမှာတုံညာဘိတ်တုံညာဘိတ်ကဒီတုံညာဘိတ်ကတွင်ရဲ့အောက်က ရှေ့နှလုံးပေါင်းခြင်းနဲ့ချပီးတယ်ဒုံညာဘိတ်နဲ့ sorry ဒုံညာဘိတ်နဲ့ဒီမှာရှေ့နှလုံးပေါင်းမှာဒုံညာဆိုပြီးတော့99မှာချပီးခဲ့တယ်သူ့ရဲ့နောက်ကဘိတ်ကသူ့ရဲ့ဘော်တပင်ကြားကိုထိတ်မှာထိတ်စီးရအပိတ်နေနဲ့ချပီးတယ်ဒီကဘိတ်ကရှေ့နှလုံးပေါင်းဒီမှာဒုံညာဆိုပြီးချပီးခဲ့ဒီဒီထိတ်စီးက၅ထိတ်စီးရဒီမှာ၃ရက်နှစ်ခတ်၃ရက်နှစ်ခတ်ကဒီမှာ၅ထိတ်ပြီးချတယ်၅ထိတ်ရပြီဆိုတော့ပေါင်းခြင်းဘိတ် တုံညာဖြစ်ဖို့အတွက်ရှင်နှလုံးပေါင်းတော့99ဆိုတော့ဒါ99ရပြီဒီအပိတ်ကတော့တွေ့တပင်ကြားဒီမှာထိတ်စီးရဒီမှာအပိတ်ညီနဲ့ပြန်ချပြီမ99ကိုဆိုပြီးတော့ဒဲတစ်ခွက်ထည့်ရတယ်ဒဲတစ်ခွက်ရတယ်ဆိုတော့ဒီအဲ့ဒီလို့ချပြီးပြီတာ ਨੇ သူ့ရဲ့နှစ်ထဲမှာပဲ2018ခုနှစ်ထဲမှာပဲခွန်60နဲ့တစ်တစ်ခွန်အမှဒဲအနေနဲ့ပြန်ချပေးရခွန်60နဲ့မတစ်တစ်ခွန်ချပေးဒီမှာတစ်တစ်ခွန်ဆိုနှစ်ကြိမ်တော့ချပေးခဲ့တယ်ဒီမှာခွန်60ဆိုပြီးချပေးခဲ့တယ်ဒါ ီပုံစံခွာပေါင်းရှင်းနဲ့ဒီတုံးပရိက္ခံပြီးတော့ဒါဒီလိုချပေးခဲ့မယ်ဆိုရင်အဲ့နှစ်ထဲမှာပဲ119နဲ့960အားဒီမှာအဖြစ်မနေကိုချပေးခဲ့တယ်ပေါ့ဗျာဆိုတော့ဒါတော့ဒုတိယမြောက်ကပ်တတိယမြောက်ကပ်အနေနဲ့ဒီကျွန်တော်တို့နေဦးမှာတော့အောင်ခဲ့တဲ့လူဆိုရင်ဒါတိမှာပါရခဲ့တဲ့လူဆိုရင်တိမှာကျွန်တော်ပြပေးခဲ့ဦးပါတယ်ဒီမှာ ခွာပေါင်းမှာခွာပေါင်း၈သူရလာပြီ။ကိုကုံကိုဆိုခွာပေါင်း၈တွေ့ရအောင်က၃ပိမြောင်ပါမယ်။၃ပိဆိုပြီးတော့ချက်ပဲ။ဒီ၃ပိဟာနောက်နေ့မှာဒီမှာ၃ပိဆိုခွန်ခွန်ကိုဆိုပြီးတော့၃ပိနေနဲ့ပြန်ချပေး။ဒီလို၃ပိချပေးပြီဆိုတာနဲ့ဒီ၃ပိရဲ့နောက်ကရှင်၈ကိုလေးဒီမှာတစ်ပိဒီတစ်ပိကရှေပေါင်းတွေ့ရအောင်ကအပြင်မှာရှေပေါင်းတင်နေနဲ့ပြန်ချပေးတယ်။ဒီမှာရှေပေါင်းတင်မှာ၅၆ဆိုတော့တင် တုံးရဲ့ဘာဝတုံးရဲ့နက်ခတ်က sorry တုံးရဲ့နက်ခတ်ကဒီမှာ9မှ96ဒီမှာဒီကအပိတ်ကသူ့ရဲ့အပေါ်တပင်ကြာဒီမှာတုံးထိတ်တုံးထိတ်ကဒီမှာတုံးပိတ်အနေနဲ့ပြန်ချပေးတယ်ဒီတော့96တုံးဆိုပြီးဒဲတကွက်ထဲအောင်ခဲတဲ့လူတွေညိမှာပါဗျဒီလိုပုံစံချပြပြီးဆိုတာနဲ့သူ့ရဲ့နှစ်ထဲမှာခွန်60နဲ့တိတိခွန်ဆိုတော့ဒါပက်လေအဲ့နှစ်ကွက်ကချအကိုချပြီးမှာဒါပေမဲ့ဒီနှစ်ထဲမှာတစ်ချိန်မှကြမလာသေးဘူးဗျ ဒါနှစ်ကုံကနီးနှစ်ကုံကနီးဒီချိန်မှာတလေးငါဒီတုံးချိန်မှာတော့ကျွန်တော်ကျူးဆိုင်ပြီးတော့ဒါမွေးပြီးတော့ထိုးသေးခြင်းနဲ့ဗျဆိုတော့ဒီမှာကျွန်တော်ဒီရက်မှာဒီချိန်မှာ960ကိုဘူးကြိုက်နေတယ်ဗျ960ကဘယ်လိုလာလဲဆိုတော့ဒီ2019ခုနှစ်မှာ2019ခုနှစ်မှာဆောင်းတုံးလုံးပေါင်းခြင်းဟာ လေးလေးခွန်ခွန်လေးလေးဆိုတော့ဒီမှာပေါင်းခြင်းကပေါင်းခြင်း၅ဖြစ်ခဲ့မယ်ဆိုရင်တူအောက်ကတူအောက်ကဘင်ဟာခွာပေါင်းခွာပေါင်း၈ဖြစ်ခဲ့ရင်တူရဲ့ဒီခွာပေါင်း၈ကဒီတိုင်းဖြစ်တာမဟုတ်ပဲတူရဲ့ဆောင်းကဒီမှာ၈၈ပိတ်နေမှာဒီမှာ၈ပိတ်နေခွာပေါင်း၈ဖြစ်ခဲ့မယ်ဆိုရင် sorry ၈ပိတ်နဲ့ ခွာပေါင်းရှိဖြစ်ခဲ့ရင်သူ့ရဲ့အောက်ကအပင်မှာနောင်နှလုံးပေါင်းခြင်းရှစ်ဆိုပြီးရတယ်။ဒီနောင်နှလုံးပေါင်းခြင်းရှစ်ရဖို့အတွက်ဆိုရင်သူ့ရဲ့အပင်ထက်ကအပင်မှာခွာပေါင်းရှစ်ဖြစ်ရမယ်။သူ့ရဲ့ထက်ကဇောင်းတလုံးပေါင်းခြင်းက9ဖြစ်ရမယ်။ဇောင်းတလုံးပေါင်းခြင်း9ရယ်ခွာပေါင်း10ရယ်သူ့ရဲ့ထောင်မှာအပိတ်က10ဆိုပြီးဒီအပိတ်10ရယ်ခွာပေါင်း10ရယ်ဇောင်းတလုံးပေါင်းခြင်း10ဖြစ်ခဲ့မယ်ဆိုရင်သူ့ရဲ့နောက်ကအပိတ်က အပင်နှလုံးပေါင်းရင်နောက်နှလုံးပေါင်းညင်ရ၈ဆိုပြီးဖြစ်ရတယ်။ဆိုတော့ဒီမှာ2 6ဆိုမှာပေါင်းချင်း၈။ပေါင်းချင်း၈ဆိုတော့ဒီမှာကဒီခွန်ထိပ်စည်းကဘယ်လိုဘယ်လိုလာလဲဆိုတော့ခွန်ထိပ်စည်းတော့ဘိုင်းဒီနေနဲ့လာတယ်ဗျာ။ဒီမှာ၈နှစ်၅ဒီမှာ၅ဘရိခံခဲ့ပြီဆိုရင်သူ့ရဲ့နောက်ဒီဇောင်းမှာပေါ့ဒီ2 6ဇောင်းမှာခွန်ထိပ်ဆိုပြီးတော့ပြန်ချပေးတယ်။ဒီမှာလဲ9 6 4မှ9ဘရိတ် ဒီမှာသူ့ရဲ့ဇောင်းမှာနာခွန်6တဲ့ဆိုတော့ခွန်ထိတ်အင်းနဲ့ခံပေးဒီခါကျွန်တော်ဒီထွက်မဲ့အချိန်တွေလဲဒီမှာ6 5တဲ့ဆိုတော့5ပဲ5ရဲ့ဒီမှာအောက်ဇောင်းမှာဒီမှာခွန်ထိတ်ဆိုပြီးတော့ချပေးမလားပေါ့ခွန်ထိတ်ဆိုပြီးချပေးမလားဒါပထမကပြန်တော့ကြအောင်ပြဒီမှာ8 2 5ဆိုတော့5ပဲ5ပဲရဲ့ဇောင်းမှာဒီမှာခွန်ထိတ်ခွန်ထိတ်နဲ့နောက်ပေါင်း8ဒီမှာနောက်ပေါင်း8ကလည်းနိုင်ချပေးမှုပဲ ਨੇ မခွာပေါင်းလေးကော့ sorry ခွာပေါင်းရှစ်တွေ့ရဆောင်မှာရှစ်ပိဆောင်းတုံးလုံးပေါင်းခြင်းငါဟာဒီလူပုံစံနဲ့လာတယ်ဒါတော့ပထမကပ်ပဲဒုတိယကပ်မှာဒုတိယမြောက်ကပ်မှာ2021ခုနှစ်မှာပဲဆောင်းတုံးလုံးပေါင်းခြင်းဟာဒီမှာငါခွန်း3ဆိုတော့ဒီမှာဆောင်းတုံးလုံးပေါင်းခြင်းငါဆောင်းတုံးလုံးပေါင်းခြင်းငါရပြီတွေ့ရအောက်ကတွေ့အောင်မှာခွာပေါင်းဟာခွန်းဒီခွာပေါင်းခွန်းကဒီနိုင်ဖြစ်တာမဟုတ်ဘဲနဲ့တွေ့ရ ်ငွေသူ့ရဲ့ဈေးမှာပဲခွန်ခွန်ဘိတ်ကဒီမှာခွာပေါင်းခွန်တွေ့အောင်မှာပဲဒီမှာနောက်ပေါင်းချင်းခွန်ဆိုပြီးတော့ရတယ်နောက်ပေါင်းချင်းနောက်ပေါင်းချင်းခွန်ရဖို့တော့ကသူ့ရဲ့ထက်ကပင်ကခွာပေါင်းခွန်ရယ်ဈေးကဘိတ်ကခွန်ရယ်ဈေးတို့လုံးပေါင်းချင်းက9ရယ်ဒီလိုဒါရဒုတိယမြောက်ကပဲဆင်လိုက်သွားတဲ့ပုံစံမျိုးလေးပါဒီခွာပေါင်းက ခွာပေါင်းကဒီအောက်မှာနောက်ပေါင်းချပေးလို့တည်ရပါပြီဒါအတိတ်ထွေထူးလို့မရှိပါဘူးကျန်ဒီမှာဒီမှာ9 6လေးဆိုတော့ဒီမှာ9 break 9 break နဲ့9 break ချပေးရတဲ့တွေ့ဆောင်မှာမခွန်ထိတ်သူပြီးချပေးရတယ်ခွန်ထိတ်သူပြီးမှချပေးရတယ်ဒါရဒုတိယမြောက်ကရတတိယမြောက်ကအနေနဲ့အခုထွက်မယ့်ညီမလာရရဒီမှာ6 6ဆိုတော့ဒီမှာပေါင်းချင်းကဒီမှာ9ပေါင်းချင်း9လည်းဖြစ်ပြီးပေါင်းချင်း9ဖြစ်ပြီး ဒီမှာခွာပေါင်းက6ဖြစ်နေတယ်ဒီမှာခွာပေါင်း6ကအောက်မှာခွာပေါင်း6ဆိုပြီးတော့ချက်ပြန်ချပြန်မယ်ဗျခွာပေါင်း6ဆိုပြီးပြန်ချပြန်မယ်ဆိုတော့ခုနကကျွန်တော်ပြခဲ့တဲ့မွေးခွန်းနေရှိမွေးခွန်းနေတယ်မှာခွန်60ဆိုတဲ့ဒီခွန်ခွန်60ဆိုပြီးကျွန်တော်တုံးပြင်လीပါပါတယ်ဗျမတစ်တစ်ခွန်ရဲ့ခွန်60ဆိုတော့နှစ်ခွက်ရှိပါတယ်အဲ့ဒီတည်းမှာကျွန်တော်ခွန်60ကိုပူပြီးကြိုက်နေဒါလေးကြောင့်ပါပဲမခွန်ထိတ်ကလည်းဒီမှာ95တစ်ဆိုတော့ ဒီမှာငါးပရိငါးပရိကဒီမှာတွေ့ဆောင်းမှာခွန်ထိတ်နေနဲ့ပြန်ချပြီးချပြီးတယ်ဟိုရငါးပရိခွန်ငါးပရိခွန်ထိတ်ဒီမှာလည်းငါးပရိခွန်ထိတ်ဒီမှာလည်းငါးပရိခွန်ထိတ်ဒါမူဒီပုံစံမျိုးပေါ့ဒီခွာပေါင်းကအပေါ်က sorry သူဒီနှလုံးပေါင်းနောက်နှလုံးပေါင်းခြင်းကအပေါ်ကခွာပေါင်းဆိုတော့ဒီမှာတုံညာခွန်ဆိုတော့ဒီမှာခွန်ဒီမှာလည်း6တိဆိုတော့ခွန်ဒီမှာကခွာပေါင်းက6ဆိုတော့ဒီအောက်မှာလည်းနောက်နှလုံးပေါင်းခြင်းက6 ောင်နှလုံးပေါင်းချင်း6ပြန်မယ်ခုနက960 960ဆိုတော့ဒီ there ဒီနှစ်ကွက်ရတယ်ဗျခွန်ထိတ်နဲ့ဒုံညာ6ပေါ့ဒါနောက်ပေါင်း6ပဲခွန်6ဒုံညာဆိုပြီးတော့ဒဲနှစ်ကွက်ရတယ်ဗျဒဲဒဲနှစ်ကွက်ရတယ်ဗျဒီတစ်တစ်ခွန်ကတော့ရန်ပေါ့ဗျာတစ်ခွန်ကတော့ဒါအရန်နေနဲ့ပဲသုံးကြရအောင်ဒီခွန်60နဲ့ ခွန်တုံညာ6ကတော့ဒါဒဲအနေနဲ့ကျွန်တော်ကြိုက်ပါတယ်ဒီချိန်မှာတော်တော်လေးကြိုက်ပါတယ်ဒါမိတ်ဆွေတွေလည်းအဆင်ပြေရင်တော့သုံးကြပါဗျာကျွန်တော်တို့ဒါဒီချိန်အောမဲ့ဆိုင်လေးပါဒါကျွန်တော်အောမဲ့ဆိုင်လေးပါမိတ်ဆွေတွေလည်းကြိုက်ရင်တော့အာဒီသုံးကြပါဗျာအောက်ဆုံးတော့နားလည်းမရှင်းမလို့တော့ထင်ပါတယ်ဗျာကျွန်တော်9 6တုံးမှာတော့လည်းရခဲ့တဲ့လူတွေညာတိမှာပါ ဆိုတော့ဒီချိန်ကျတော့ကတော့ကျွန်တော်ခွန်60နဲ့ခွန်ဒုံညာ6ရဲ့မတစ်တစ်ခွန်ရဲ့ဆိုပြီးတော့တဲတုံးခွန်ရပါတယ်ဒီတုံးခွန်ကတော့ကျွန်တော်ဒါဒါအော်မဲ့ဆိုင်ပေါ့ကျွန်တော်အော်မဲ့ဆိုင်လေးရောက်ပေးခြင်းဖြစ်ပါတယ်မိတ်ဆွေတို့လည်းအာစိတ်ကြိုက်စိတ်ကြိုက်ဝင်တော့တုံးပေါ့ဗျာစိတ်ကြိုက်မှုမှုဆိုရင်လည်းမတုံးနဲ့ပေါ့ဒါကျွန်တော်ဒီပုံစံလေးကိုဒါ screen shot ရိုက်ထားပြီးတော့ဒါစစ်မယ်ဆိုရင်စစ်ကြည့်လို့ရပါတယ်စစ်ကြည့်လို့ဒီအမှားတစ်ခုပြပါတယ်เนาะဆိုရင်လည်းကျွန်တော်ထောက်ပြလို့ရပါတယ် ျွန်တော်လည်းပညာရှင်ဆင့်မဟုတ်တော့မိုင်းလည်းမနိုင်ပါနဲ့မိတ်ဆွေတွေလည်းအချိန်တွေမှာယူသုံးကြပါဗျာပထမကဆိုရီပထမကကာဒီမှာဆောင်းဆောင်းတွလုံးပေါင်းခြင်းဒီမှာ9ရယ်ဒီခွာပေါင်းကခွာပေါင်းကနောက်ပေါင်းနေခွာပေါင်းကခွာပေါင်း၈ကာဒီမှာနောက်ပေါင်း6နောက်ပေါင်း၈ဆိုပြီးချပေးတယ်ဒီခွန်ထိတ်ကမရှင်းနေကငါးပရိခွန်ထိတ်ကဒါမူလီပေါ့ဗျာငါးပရိခွန်ထိတ်ဒီမှာလဲငါးပရိခွန်ထိတ်ဒီမှာလဲငါးပရိဒီမှာခွန်ထိတ်ဖြစ်သွားမလားပေါ့ ဒီမှာခွာပေါင်းကအောက်မှာခွာနောက်ပေါင်း၈ဆူချပေးတယ်ဒီမှာခွာပေါင်းခွန်ခွာပေါင်းခွန်ဆိုဒီမှာနောက်ပေါင်းက၆တက်ဆိုတော့ခွန်ဒီမှာခွာပေါင်းက၆၆ဆိုတော့နောက်ပေါင်း၆မှချပေးမလားပေါ့အားမရဘူးလူကြီးမင်းတို့စိတ်ကြိုက်အာမဖြစ်မနေဘာလို့ရန်ကျင်နေဆိုရင်တော့ခွန်ထိတ်နေတာနောက်ပေါင်း၆ကိုဒါ၁၀ခွက်ဆိုင်ရန်ကျင်တော့ရန်ပေါ့ဗျာကျွန်တော်ကတော့ခွန်၁၁ခွန်နဲ့ခွန်၆၀ရယ်လဲ ဒါမထွက်သေးဘူးဆိုတော့ဒီမွေးကနန်းအနေနဲ့မထွက်သေးဘူးဆိုတော့ကျွန်တော်ကတော့ကြိုက်တယ်ပေါ့ဗျာလူကြီးမင်းတို့လည်းကြိုက်တယ်ဆိုတော့ဒါတုံးကြပေါ့ကံကံကောင်းကြပါသေးဗျာကျွန်တော်ဒီနေ့တော့ဒီလောက်ပါပဲဗျာဒါခွန်60ရဲ့ခွန်ဒုံညာ6ရဲ့ညောတစ်တစ်ခွန်တော့ရရမ်းမယ်ပေါ့โอเคကံကောင်းကြပါသေးဗျာကိုလက်ပါ